တစုံတယောက်ကိုမခြေမနှက်ဖြစ်တိုင်းဒေါသမထွက်လိုက်ပါနဲ့တစုံတယောက်ကိုမခြေမနှက်ဖြစ်လို့ဒေါသထွက်လိုက်တဲ့အခါမှာအဲ့ဒီဒေါသကကိုယ့်ကိုယ်ကိုအရင်ဖျက်ဆီးလိုက်တာပဲဘာတွေကိုဖျက်ဆီးလိုက်တာလဲလို့မေးရင် ကိုယ့်ရဲ့ဖြူစင်နေတဲ့စိတ်ကိုညှဉ်းနှံသွားစေတယ်အေးချမ်းနေတဲ့စိတ်ကိုပူလောင်သွားစေတယ်ရဲရဲနေနေပါတယ်ဆိုတော့ ကိုယ့်ရဲ့သွေးဥတော်မှာအမဲရောင်ဖြစ်ကြောင်းသွားစေတယ်။နောက်ပိတ်ဆုံးအဲ့ဒီဒေါသကဘာကုမအဖြူမဲမသက်ကွဲတော့တဲ့အထိအထိအောင်ဒေါသတွေအာကြီးသွားပြီဆိုရင်ဘဝကဘာအမောင်ဖုံးသွားစေတတ်တယ်။ဒါကြောင့်တစုံတယောက်ကိုမကြင်မနှက်ဖြစ်တိုင်းဒေါသအရင်ကြီးမထွက်မိပါစေနဲ့။ကိုယ့်ရဲ့ဒေါသကိုထိမ့်ပါ ကိုဘဝကိုမပြည့်စည်စေခြင်းမူငါစိတ်နှလုံးကိုမပူလောင်စေခြင်းမူဆိုတဲ့အတွေးနဲ့ပဲဒေါသမထွက်အောင်အတတ်နိုင်သောထိန်ချုပ်ပါ လူရဲလို့ဖြစ်လာခဲ့ရင်ဘဝမှာစူးစမ်းရုန်းကန်နေကြရတဲ့လူတွေကြီးပဲမပြေလည်တာတွေပြေလည်တာတွေတွေ့ကြရတာပါပဲတချို့ကလည်းမပြေလည်မှုတွေကိုများစွာကြုံတွေ့ကြရတယ်မပြေလည်တာတွေကို တွေ့တိုင်းလည်းပဲစိတ်မညစ်လိုက်ပါနဲ့လောဘမတက်လိုက်ပါ မပြေလည်လို့ဆိုပြီးတော့မတရားလောဘတက်ပြီးတော့မယိုးသားတဲ့နီလန်းနေနဲ့မတမာစွာရှာဖွေလုတ်ကြိုင်မယ်ဆိုရင်တော့ဒေါသနဲ့မထူဘူးကိုဘဝကိုပျက်စီးသွားစေတတ်တယ်လမ်းမကိုရောက်သွားစေတတ်တယ်ဒါကြောင့်မပြေလည်တိုင်းလဲမပြေလည်လို့ဆိုပြီးတော့ဘယ်တော့မှမတရားလောဘတက်ပြီးတော့မယိုးသားတဲ့နီလန်းနဲ့အတန်မွေးမှုကိုမလွတ်မိပါစေ ဘဝမှာကျင်လည်ရင်မပြည်လည်တဲ့လူပဲဖြစ်ဖြစ်ပြည်လည်တဲ့လူပဲဖြစ်ဖြစ်စင်းရဲတဲ့လူပဲဖြစ်ဖြစ်ချမ်းသာတဲ့လူပဲဖြစ်ဖြစ်ဝေဖန်တိုက်ခိုက်မှုတွေကြုံကြရမှာပဲကိုထမင်းကိုစားပြီးတော့ကိုဝေဖန်ခံရမယ်တိုက်ခိုက်ခံရမယ်အပုတ်ချခံရမယ်အတင်ပြောခံရမှာပါပဲဒါမျိုးတွေကြုံတဲ့အခါမှာလည်းစိတ်မပြတ်လိုက်ပါနဲ့စိတ်မပြတ်လိုက်ပါနဲ့ငါကအရင်ကြီးကောင်းပေးခဲ့ပါရဲ့နဲ့ ငါဘက်ကအတတ်နိုင်ဆုံးဖြည့်ဆည်းပေးခဲ့ပါရဲ့နဲ့ငါအယုံကြည်ရဆုံးလို့ထင်ထားတယ်ဆိုတဲ့လူတွေကလည်းကိုယ့်ကိုနောက်ကျောကိုဓာတ်နဲ့ထိုးတာမျိုးတွေလည်းကြုံရအောင်ပါပါပဲကြုံလဲကြုံပြီးကြပြီမို့လားအဲ့ဒီလိုကြုံတဲ့အခါမှာလဲငါအယုံကြည်ရဆုံးလူကလှုပ်ရဲလို့ငါပို့ပြီးတော့နာကျင်ရတယ်ဆိုပြီးတော့မှလည်းစိတ်မပြတ်လိုက်ပါနဲ့အားမငယ်လိုက်ပါနဲ့ဒါတွေဟာလူတွေရဲ့သဘာဝပဲ ဘသူတူတယောက်ကမှကိုယ့်ဘောကိုအမြဲတမ်းကောင်းပေးနေမယ်ဆိုတာလည်းမရှိဘူးဘသူတူတယောက်ကမှကိုယ့်ကိုຢာသက်ပံချစ်ပေးသွားမယ်ဆိုတဲ့လူပြောတယ်မရှိပါဘူးဒီຢာတွေကလူတွေရဲ့တဘာဝတရားလောကရဲ့တမယိုးချဖြစ်စင်နေပါပဲတကယ်တမ်းကျတော့သူများကောင်းကောင်းမကောင်းကောင်းသူများကိုယ့်အပေါ်ကိုဘလို့ပဲဆက်ဆံဆက်ဆံကိုယ့်အကြောင်းနဲ့ကိုယ်ပါပဲလေကိုယ့်ရဲ့စေတနာတွေ ကောင်းအောင်ကြိုးစားပါကိုယ့်ရဲ့မေတ္တာတွေဖြူစင်နိုင်အောင်ကြိုးစားပါကိုယ့်စေတနာတွေကိုယ့်ရဲ့အကြောင်းတွေကောင်းလာရင်အကျိုးတရားတွေလည်းကောင်းလိမ့်မယ်အကြောင်းတွေပြည့်စုံသွားရင်တော့အကျိုးတရားတွေပြည့်စုံပြီးဘဝကလည်းပြည့်စုံတဲ့ဘဝကိုပိုင်ဆိုင်ရမှာပဲမို့လားဘယ်ရာကူမှအယံကြီးမတက်မဲ့မမတ်မောမိပါစေနဲ့ကိုယ့်ရဲ့ကိုယ်စမ်းဉာဏ်စမ်းရှိသလောက်နဲ့ထိုက်တဲ့အရာကိုပဲလိုချင်ပါ ရောင်ရဲတင်းတယ်ရှိပါစေအရာရာကိုလိုက်ပြီးတော့မက်မောတန်းတနေရင်တော့မက်နေသမျှတော့မောနေရအောင်ပါပဲလေလူရှင်မှုတွေအားကြီးလာရင်လောဘတွေအရန်ကြီးလာခဲ့ရင်လည်းပဲအဲ့ဒီလိုအပ်ချက်တွေမပြည့်တဲ့အခါအလိုဆန္ဒတွေမပြည့်တဲ့အခါမှာလိုတိုင်းလိုတိုင်းငုံနေရတတ်တယ်တော့ဗာလိကတော့လိုနေတယ်လို့ပြောရင်ငိုပြတာနဲ့အတူတူပဲဒါကြောင့် အမြဲတမ်းလိုအပ်နေတယ်လို့ပြောနေတဲ့လူတွေကငိုပြနေတာ ਨੇ အတူတူပဲဘဝမှာကိုယ့်အပေါ်ကို မကောင်းတဲ့လူတွေနဲ့ကြုံလာလို့လဲဘယ်တော့မှမမုန်းလိုက်ပါနဲ့တစုံတစ်ယောက်ကို မုန်းလိုက်မိပြီဆိုရင်ငါရှုံးသွားပြီလို့ကိုယ့်ကိုယ်ကိုတတ်မှတ်လိုက်ပါဘာတွေရှုံးသွားတာလဲဆိုရင်စောစောကပြောခဲ့တယ်လို့ပဲကိုယ့်ကိုယ်ကိုဆုံးရှုံးသွားတာ ကိုယ့်ရဲ့ကြည်လင်တဲ့စိတ်တွေကုသိုလ်ဖြစ်နေတဲ့စိတ်တွေဖြူစင်နေတဲ့စိတ်တွေကိုယ့်ရဲ့ဖြူစင်နေတဲ့စေတနာတွေအလုံးကိုဆုံးရှုံးသွားတာပဲကိုယ့်ရဲ့တန်ဖိုးရှိတဲ့အချိန်ကြီးအဲ့ဒီဒေါသကြောင့်ဆုံးရှုံးသွားရတာပဲဒါကြောင့်ဘဝမှာနှလုံးစိတ်ဝမ်းငြိမ်းချမ်းဖို့အတွက်ကိုယ့်ကိုယ်ကိုအမြဲတမ်းပြင်ဆင်ပြီးတော့မှတတိထားပြီးတော့မှစင်ကျင်နှလုံးသွင်းနေထိုင်ပါနှလုံးစိတ်ဝမ်း ေးချမ်းကြပါစေဣဇမေနာဝေတိကေပရာဏမေယေဒူရိနနာဒာလိဆိုင်နာဓမ္မမိတ်ဆွေများအားလုံးပဲမင်္ဂလာပါဓမ္မတုဒ္ဒရှင်တွေမှာအသိပညာဘုဒ္ဓတရားဝင်ဟာတရားတော်များကိုရှားပွင့်ပြီးမျှဝေပေးခြင်းဖြစ်ပါတယ်ကိုယ့်ဘဘလောက်ဖဲနာကျင်အောင်လုပ်ပါစေအပြုံးမပြတ်ကိုယ့်ဘဘလောက်ဖဲဒုက္ခတွေပေးပါစေ စေရနာမပြတ်တာအဲ့ဒါကိုမေတ္တာလို့ခေါ်တယ်အဲ့ဒီလိုကိုယ်ပေါ်ကိုအပြုံးမပြတ်စေရနာမပြတ်ဖဲနဲ့ငဲ့ကွက်ထောက်ထားပြီးတော့ဆက်ဆံပေးတဲ့လူတွေကိုမစော်ကားမိပါစေနဲ့မပြတ်မားမိပါစေနဲ့မေတ္တာစူးရင်ယူရတဲ့စေရနာအကျွေးတင်သွားခဲ့ရင် ဆက်ရခက်တယ်အရင်တော့ကလူတယောက်နဲ့တယောက်တွေ့ဆုံပြီးခွဲခွာလိုက်ရတဲ့အခါမျိုးတွေမှာဘာမှမထူးဆန်းဘူးတွေ့ပြီးရင်ခွဲလဲရတယ်တရားဘက်ကကြည့်လိုက်ရင်တော့မကန်နဲ့ခွဲခွာရမယ်သဘောရှိတယ်ဒါပေမဲ့တခါတလေမှလေလူတွေကတယောက်နဲ့တယောက်တွေ့ဆုံပြီးခွဲခွာလိုက်ရတဲ့အခါမှာ ဘာမှမဖြစ်ဘူးလို့ထင်ရပေမဲ့ဘဝမှာအသက်ရှင်နေသေးတဲ့အချိန်တွေမှာကိုယ်နဲ့တွေ့ဆုံပြီးခွဲခွာလိုက်ရတဲ့လူက ကိုယ့်အပေါ်ကို အပြုံးမပြတ်စေတနာမပြတ်နဲ့မေတ္တာတွေပေးနိုင်တဲ့လူကိုယ်အမားတွေလုံးနေခဲ့ရင်တောင်မှ ပြုံးပြုံးကြီးနဲ့လမ်းပြသွန်သင်ပြီးတော့လမ်းကြောင်းအမှန်ပေါ်ကိုရောက်အောင်ဆွဲတင်ပေးခဲ့တဲ့လူမျိုးတွေကိုကြားခွဲခွာပြီးရင်ဆုံးရှုံးပြီးသွားရင်နောက်တစ်ခါ ပြန်မတွေ့နိုင်တော့လူတယောက်နဲ့တယောက်ခွဲခွာပြီးအသက်ရှင်သမျှတယောက်ပြီးတယောက်ထပ်တွေ့နေဦးမှာပဲဆိုတာမှန်ပေမဲ့ကိုယ့်ဘော်ကိုတကယ်မြတ်တာထားနိုင်တယ်လို့ကိုယ့်ဘော်ကိုတကယ်ကောင်းပေးနိုင်တယ်လို့ပြုံးပြုံးကြီးနဲ့ခွဲလို့နားလဲပေးနိုင်တဲ့လူမျိုးကိုကြတော့တစ်ခါတွေ့ပြီးရင်နောက်တစ်ခါပြန်တွေ့ဖို့ဆိုတာမလွယ်တော့ဘူးလေဒါကြောင့်မို့ကိုယ့်ဘော်ကို ပြုံပြုံကြီးနဲ့ခွင်းလွန်နားလည်ပေးနိုင်တယ်လို့စေရနာမပြည့်မြတ်တာထားပေးနိုင်တဲ့လူတွေနဲ့တွေ့ရင်တန်ဖိုးထားပါမြတ်လို့ပါဒေသာပါဘဝမှာမစုံစည်းသင့်မဲစုံစည်းခဲ့ကြရတဲ့လူဆိုတာမရှိပါဘူးတကယ်တော့လူတစ်ယောက်နဲ့တစ်ယောက်စုံစည်းကြရတယ်တွေ့ကြုံရရတယ်ဆိုတာက စုံစည်းရမယ့်အကြောင်းတရားတွေပါလာခဲ့လို့စုံစည်းရမယ့်ဝတ်ကြွေးကံကြွေးတွေရည်စက်တွေပါလာခဲ့လို့စုံစည်းကြရတာပဲလေစုံစည်းပြီးကမှတစုံတယောက်ကြောင့်အဲ့ဒီလူကြောင့်တောကတွေများရတဲ့အခါဒုက္ခတွေဖြစ်ရတဲ့အခါမျက်ရည်တွေကျရတဲ့အခါနာကျင်ကြရတဲ့အခါမှသာဒီလူဟာအစောကတည်းကမစုံခဲ့တဲ့နာ ဘယ်တော့မှမတွေ့ခဲ့တဲ့တာဆိုပြီးတော့တတ်မှတ်ကြတာတကယ်တော့လူတယောက်နဲ့တယောက်စုံစည်းကြရတယ်တွေ့ကြုံကြရတယ်ဆိုတာကတော်ယုံတန်ယုံဘုံကံနဲ့လည်းမစုံစည်းနိုင်ပါဘူးတော်ယုံတန်ယုံဝတ်ကျွေးတော်ယုံတန်ယုံအာကုသူနဲ့လည်းမစုံစည်းနိုင်ပါဘူးတချို့ကြတော့လေဘုံကံနေကောင်းလာခြင်းတူမြတဲ့အခါ စုံစည်းကြရတယ်တရားတရားတွေတူများတဲ့အခါတိရတွေကိုချင်းတိရတွေတူများတဲ့အခါစွန်ကျဲပေးကန်လူတန်းချင်းတွေတူညီတဲ့အခါပညာအရာတွေတူညီတဲ့အခါမှာစုံစည်းကြရတယ်အဲ့ဒီအိမ်တော်ရင်းမျိုးကတော့အဲ့ဒီစုံတွေ့မှုမျိုးကတော့အေးချမ်းရတယ်ပျော်ရွှင်ရတယ်ငြိမ်းချမ်းရတယ်ဒီလိုမှမဟုတ်ဘဲနဲ့ဝကြွေးကံကြေးတွေပါခဲ့လို့ အာဟုသူတွေအတူပြုခဲ့မိလို့စုံစည်းချရတယ်ဆိုရင်တော့အဲ့ဒီဘဝတွေအဲ့ဒီတွေးဆမှုတွေကနာကျင်ကြရတယ်ငိုကြွေးကြရတယ်တောကတွေများကြရတယ်ဒုက္ခတွေကြုံကြရတယ်အဲ့ဒီအခါကျတော့လေဝကြွေးကြည့်လိုက်တာ ဆိုပြီးတော့အပြစ်တင်ကြပြန်တယ်တကယ်တကယ်ကြတော့လေဦးစင်းတို့လည်းမကောင်းတဲ့လူကောင်းတဲ့လူတွေနဲ့ကြုံဘူးတာပါပဲ မကောင်းတဲ့လူတွေနဲ့တွေ့ကြုံရတဲ့အခါမှာကိုကလက်ရှိပြစ္ဆုတ်ပံမှာကောင်းနေတယ်ဆိုရင်အတိတ်ကငါမကောင်းခဲ့လို့အခုငါကောင်းပါလျက်ကင်နဲ့မကောင်းတဲ့လူနဲ့ဆုံတွေ့ရတယ်လို့နှလုံးသွင်းပြီးတော့ကိုကိုကိုကောင်းအောင်ထပ်ပြီးတော့ကြိုးစားပါမေတ္တာပွားပါကောင်းတဲ့လူတွေနဲ့ဆုံစည်းရပြန်ရင်လည်းငါအတိတ်ကလည်းကောင်းခဲ့လို့လက်ရှိပြစ္ဆုတ်ပံမှာလည်းငါကောင်းအောင်နေမယ်အတိတ်က ကောင်းခဲ့လို့ကောင်းတဲ့လူနဲ့ဆုံစည်းရတဲ့ ကိုကျင့်သီလတွေကောင်းလို့ကောင်းတဲ့လူနဲ့စုံစည်းရတယ်ဆိုပြီးတော့ကိုကျင့်သီလတွေထပ်ပြီးတော့ကောင်းအောင်ကောင်းတဲ့ထက်ကောင်းအောင်ကြိုးစားပြီးတော့နေပါဘဝမှာလေဘလိုလူမျိုးနဲ့ပဲစုံစုံမစုံသင်မဲနဲ့စုံစည်းခဲ့ရတယ်အစကတည်းကကိုမစုံစည်းခဲ့တဲ့နာဆိုပြီးတော့ကံကြမ္မာကိုလည်းအပြစ်မတင်နဲ့အဲ့ဒီမကောင်းတဲ့လူတွေကိုလည်းအပြစ်မတင်ပါနဲ့ ကောင်းတဲ့လူတွေနဲ့တွေ့ချင်ရင်ကိုရှင်သီလာတွေကောင်းအောင်စိတ်ကောင်းထားပါ မကောင်းတဲ့လူတွေနဲ့တွေ့ရပြီဆိုရင်လည်းငါကိုရှင်သီလာတွေငါကောင်းအောင်နေဖို့လိုအပ်သေးတယ်ငါစိတ်ကောင်းစေတနာကောင်းနေထားဖို့လိုအပ်သေးတယ်ငါမကောင်းခဲ့လို့မကောင်းတဲ့လူနဲ့တွေ့ရတယ်ဆိုပြီးတော့အတတ်နိုင်ဆုံးကိုကိုကိုကောင်းအောင် အမြဲတမ်းပြင်ဆင်ပြီးတော့နေပါဒါကြောင့်မစုံစည်းသင့်မယ် စုံစည်းခဲ့ရတယ်ဆိုတာဘယ်သူတဦးတယောက်မှမရှိပါဘူးစုံစည်းတင်လို့တွေ့ဆုံတင်လို့ကိုစုံခဲ့ကြရတဲ့လူတွေကြီးပါပဲမေတ္တာနှလုံးကိုစီသုံးရှင်ပြုံးကြပါစေဣဇမေနာဝေတိကေပရာနာမေယေဒူရိနာဒာဂလိဆိုင်နာ